ထပ်တော့ခုနစက်လေးတွင်ပထမဝါဆိုလာပြီးကျော်ခုနှစ်ရက်2012ခုနှစ်ဆိုလိုင်းလာဆယ်နှစ်စကိုင်းမြို့မှာတော်တော်ရကျောင်းတက်ရဟန်းတော်တို့အားစက္ကတူတန်းတို့အန္တလေးမြို့ဟောတာတူတင်တဲ့ ေါက်တာဒေါက်ခင်ဆောင်းဝေဒေါက်တာချိုးမွေစင်ဒေါက်တာဒေါက်ခင်ပြောနိုင်တယ်ဘုရားမြင့်ဒေါက်တာတော်ကြီးတော်ထေထေဝေပုံရသဟာရကုသပြုတဲ့မိစေတို့ရဲ့ဝါဇုသင်္ကန်းကတ်လူချင်းကတ်လူတော်မင်္ဂလာအခန္ဓာအနုမောဒနာတရားဝမ်းမြောက်ဖို့တဲ့ အနုမောဒနာဝမ်းမြောက်စိတ်ဆက်ကကြွကြတယ်ဌာနကောင်းမှုပြုလုပ်တယ်ဒီနေ့စကားမျိုးပါသဘောတော်ကြောင်းတိုင်းမှာသရေတုံးနေကြတဲ့ရဟန်းတော်များအားကာလဒါနအဖြစ်ဝါစုဥခါတများမှာဝါစုတင်ကန်းဆိုပြီးတော့ကတ်တယ်သူဝါစုတင်ကန်းကတ်တယ် ခြံရဲ့ပစ္စည်းများကိုထည့်သွင်းပြီးလူတန်းပရိဝါဒဒါနအခြံရဲ့နည်းကွာသူ့ရဲ့သာပရိဝါဒဒါနဘာလို့လဲကလူချင်းကိုအဓိကထားပြီးတော့အန္တရာ၂၀၀ဆိုတော့အာယုဇွန်ကတိချင်းဆိုဘောဇနာဒါနသူကောင်းမှုလုပ်တယ်ဒါနကုသိုလ်ကောင်းမှုအဓိကထားလို့ရရနေပြီး တရဏဂုံနဲ့အိလာကိုဆောက်ကြည့်ခြင်းတရားဓမ္မကိုသာယူခြင်းဆိုရယ်ကုသိုလ်တွေကတိုးပွားလာတယ်ကုသိုလ်တွေတိုးပွားလာတော့လို့ခေါ်လို့တဲ့အလုပ်တစ်ခုအဓိကရည်ရွယ်ချက်ကတော့ဒါနကုသိုလ်ဒါနကုသိုလ်အကြောင်းပြုပြီးတော့သီလပါလာတယ်ပါဝနာပါလာကုသိုလ်ကောင်းမှုတွေဆုံးတယ်ဒါနကောင်းမှုကကုသိုလ်တွေထဲမှာပြုလုပ်ဖို့ရလွယ်တယ်လို့ သီလနဲ့ภาวนาနဲ့ဒီနှစ်ခုနဲ့ထောက်ထားပြီးတော့ပြောတဲ့အခါကာလကုသိုလ်ကဘယ်ကူတယ်လို့သူပြောကြပါတယ်လို့သို့သောစနစ်တကျလုပ်ဖို့ကြီးရဲ့အမှန်မှန်ကန်လည်းလုပ်ဖို့ဆိုတာကြတယ်ဘယ်တွေလုပ်ပြောလို့ပြောတော့ရသဗျာကလောင်းတော်ပါရမီရှိတဲ့တင်ဒါနပါရမီဆိုတာပါ30ထားပြီးတော့ဖြစ်ကျင်းသွားတယ် အဲ့တော့ဒါနပါရမီဖြစ်ခြင်းလေဆိုရဲမေတ္တာကရုဏာမုဒိတာဥပိ္ခာလို့ဆိုတယ်ပြမစိုးတရားမိမိစိတ်ထဲမှာလွမ်းလို့ထားစီပြီးမှလုံးကြတယ်ဖြစ်တယ်အဲ့တော့ဒါနဆိုတာနဲ့ပတ်သက်လာလို့ရှိရင်သစ္စာပြာဟောထားတဲ့စကားတစ်ခုပါလို့ဆိုဒါနပဏိတပြည့်ညတ်တပ်ပုရိတပြည့်ညတ်တ သူတန်းပိတ်ကိုင်းနေဆိုတဲ့ဒါနကုသိုလ်ဟာပညာရှိတွေအတိမတ်ပြုတယ်သူတော်ကောင်းတွေအတိမတ်ပြုဘယ်လိုအတိမတ်ပြုတာလဲဆိုလုတ်တဲ့နဲ့အလုတ်တစ်ခုဖြစ်အတိမတ်ပြုကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တယ်လို့ဆိုတာပညာရှိတွေလက်ခံအလုတ်တစ်ခုဟာဟိုကျွတ်တရမှုရှိတယ်ကောင်းတယ်လို့ညာကအတိမတ်ပြုတယ် ပညာရှိတွေသူတော်ကောင်းတွေကအတိမတ်ပြုတဲ့အလုပ်ကမှတကယ်အဆင်အကောင်းဖြစ်တယ်။အများကြိုက်လို့အကောင်းမျိုးကျတော့ဤကိုကျွဲဖတ်တာလို့ပေါ့အများကြီးဤကျွဲဖတ်မှန်ကန်မှုမရှိဘူး။ပညာရှိတွေကလက်ခံပြီးတော့ဘုဒ္ဓံလုံးထိုက်တယ်လို့ပညာရှိတွေပြောတဲ့အလုပ်ကျတော့အမှားမရှိဘူး။ကောင်းကျိုးချမ်းသာကိုပေးနိုင်တယ်လို့ပညာရှိဆိုတဲ့နေရာမှာ တမန်ပညာရှိဆိုလိုတာမဟုတ်ဆရာရဟန္တာတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟောပြောချက်ပညာရှိသက်သာဗျာကိုယ်တိုင်ဟောတာဒါလောကမှာပွင့်တော်မူတဲ့ဆရာတွေသစ္စေကဗုဒ္ဓတွေရဟန္တာတွေတကယ်ပညာရှိပုဂ္ဂိုလ်တွေဟာဌာနကိုလောက်ကောင်းလောက်တဲ့လောက်ရမယ်လို့ဆိုတဲ့စကား ပြောတာဒါမို့ဒါနပဏိတပြည့်ရတယ်ပညာရှိရင်ကောင်းတယ်လို့သတ်မှတ်ခဲ့တဲ့လုပ်ငန်းတစ်ခုတတ္တူရိတပြည့်ရတယ်လောကမှာကောင်းတဲ့ဂုဏ်ကြီးတွေရှိလို့တတ္တူရိတသောကနာပူရိတသုံးသုံးတကပူရိတတတ္တူကောင်းတဲ့လူတွေလို့ဆိုတာကောင်းတဲ့အခြေချင်းရှိမှကောင်းတဲ့လူတွေလို့ခေါ်အခြေချင်းကိုရှိခေါ် သာသမာလည်းလူကြီးပြောကြတယ်မဟုတ်လားဒီလိုကလူတော်လူကောင်းမှာဟောသူ့အရှိချင်းကိုကြည့်ပြီးပြောအနဂုရိတာဆိုတာလည်းပဲတကယ်သူတော်ကောင်းဆိုတာဘုရားယဟန္တာကိုပြောတာအဲ့ဒီဘုရားယဟန္တာတွေကဒါလောက်ရမယ်လို့ဒုက္ခနဲ့လို့ရင်ကျိုးရှိတယ်ကောင်းကျိုးချမ်းသာတွေရမယ်လေလို့ဆိုပြီးတော့အတိပတ်ပြုခဲ့တဲ့ဖြစ်တော်ကြောင့်သပ္ပုရိတာပြည့်နေတယ် ။ဒါမြတ်စွာဘုရားကိုယ်တိုင်ခေါ်ခဲ့တဲ့စကားလုံးလေးပဲ။ဒါနပဏိတပညတ်တံသပ္ပုရိတပညတ်တံ။ဒါဘာလို့ခေါ်တာလဲလို့ဆိုတော့အိန္ဒိယနိုင်ငံမှာဆန့်ကျင်တဲ့အမြင်တွေရှိတော့ရှိတယ်။ဘုလိုဆိုပြီးလို့ပြောကြတယ်ပေါ့နော်။အတွေ့အခေါ်အမြင်တွေဆန့်ကျင်အဲ့တော့ဆန်းကျင်ပိုင်အမြင်တွေနဲ့ပြောတဲ့ပုံစံတွေကြတော့ဘယ်လိုပြောတော့ ဓာတုပညာတံယတိတံဌာနံသူတို့ပြောတဲ့စကားဓာတုပညာတံယတိတံဌာနံဌာနဆိုတဲ့အလုဟာတဲ့လူမိုက်တွေလူညံ့တွေအထွေထားတာလို့သူတို့ပြောတယ်ဒီမှာကျိုးမရှိဘူးလကားပဲဌာနဆိုတာလုပ်တည်တဲ့အတွက်ကျိုးမရှိဘူးလို့ပြောတယ်။ပါရင်းနဲ့အမြင်ကိုပြောတယ်အဲ့တော့ဒါနဲ့ကောင်းမှုဆိုတာလုပ်ဆရာမလုပ်ဘူးလုပ်လို့လည်းမရဘူး ကာလပြင်းပြီးပဏိတံကနန်လေးလူအလေးကလူပြီးတော့လူပါလူနဲ့တွေကနေယူကြတယ်လို့သူတို့အမြင်မှာဒါရုပ်ဝါဒီသမားတွေကပြောတဲ့စကားတစ်ခုဒါလည်းဒီကတ်ထဲမှာမာယင်းနဲ့အပြောဆိုတစ်ခုအမည်ပါရှိပေါ့နော်အဲတော့အင်္ဂုတ္တရနိကေမှာခုနကဒါနံပဏိတပညတံပပုရိသပညတံဒါကတော့သက်စွာပြန်ဟောတဲ့စကားလုံး သစ္စာဝါဒီတွေဟောတဲ့စကလုံးကြတော့ဓာတုပညတံယတိတံဒါနဒါနဆိုတာလူမိုက်တွေကပြီးမှပြုတာပါမသိနားမလဲတဲ့လူတွေကအပြီးမှပြုတာမသိနားမလဲတဲ့တွေကအပြီးမှပြုလို့ဘာလာဒင်းတိလူအတွေကလိုက်လာပြီးပြုကြတာပဏိတကနန္တိလူပါလူပါတွေကရယူကြတယ်လို့သူတို့ကအရာတကာနဲ့သူပြောတာနော် သဒ္ဓဝဒါနကိုသိမှမဖြစ်သိမှပြုတာအရာအဲ့တော့မြတ်စွာဘုရားဒါနကလုံးတဲ့နေလို့သူကောင်းနေရလုံးတဲ့နေလို့ဆိုတာမြတ်မကြီးမှလည်းတစ်ခေတုန်းကပေါ်ခဲ့တယ်ဒါနသံဃာရှိတယ်ဘလို့အောင်ဆိုပြီးဝိပဿနာကျင့်စဉ်ဒီခုပဲကျင့်ရမယ်ဒါနကိုဆိုတာသံဃာရှိတယ်လို့ဟောပြောခဲ့တယ်မြတ်မကြီးမှ ဘုန်းကြီးတို့နေနေတော့အဲ့ဒီစကားတော်တော်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာခဲ့ဘူးလို့ပေါ့နော်အလူလူရဲ့တန်မြာရှိတာပဲရှိတယ်။ဘာမှဟိုတန်မြာကိုရှေ့ရှေ့တက်တက်လို့နောက်ပိုင်းကျလာမှဆရာတော်ကြီးတွေကအဲ့ဒီစပါတယ်တန်မြာရှိတာကဒါနကရှိတာမဟုတ်ဘူး။ဒါနကိုအကြောင်းပြုပြီးတော့လူကျင်တဲ့တဏှာလောဘကသာတန်မြာရှိသေးတာ။ ပပိစတရားထဲမှာတဏှာချက်ထွင်နေဆိုတာတဏမာနဒိဋ္ဌိသာနေဒါနတဏှာတူသွားတာဒီအများကြီးရှိတဲ့ဆိုတဲ့အကြောင်းဇလန်းဇပတ်တွေနဲ့ပုံဝထုတွေနဲ့ဆရာကြီးတွေခေါ်တာမျိုးတော့မှတ်သားလိုက်ရစို့အဲ့တော့မှားရင်းနဲ့အယူဆတစ်ခုပေါ်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 ပြီးတော့လာတာခေဆက်ဆက်အဲ့တော့မြတ်စွာဘုရားဟောတဲ့ဒါနဆိုတာ ပညာရှိတွေဒီမှာပြုတာသူတော်ကောင်းတွေဒီမှာပြုတယ်။ဒါကြောင့်မို့လုံးနဲ့လုံးထိုက်တယ်လို့ဆရာဒီလိုလိုက်တာ။လုံးသူတို့လုံးတဲ့အခါမှာတော့ရည်ရချင်းမှန်ကန်မှုလိုတယ်လို့ဘယ်လောက်ပဲလဲဆိုတာ။ဝိစေယဒါနံကုကတပတ္တံလူပြီးတမ်းပြီဆိုတဲ့အခါအလူတို့လည်းရွေးချယ်တယ်အလူကပုဂ္ဂိုလ်လည်းရွေးချယ်ရွေးချယ်တယ်ဆိုတော့ပညာနဲ့တူဖို့ပြောတဲ့သဘောပဲ။ဒါကတော့ဟုတ်တာပေါ့။ ပန်းကားကုန်လဲမှဖြစ်တယ်အနုတ္တရပုံညာခိတ္တံလောကအနုတ္တခပုဂ္ဂိုလ်ဖြုတ်ကြည့်လိုက်ပုံညာခိတ္တံလောကတာလောကလားတွေအတွက်ကုသိုလ်ပြိုးရမယ်အခင်းဒီလိုဆိုလို့ကုသိုလ်ရဲ့ပြိုးခြင်းတစ်ခုစိုက်ပြိုးရမယ်လေရာတော့ကုသိုလ်စိုက်ခြင်းလို့ဒီလိုဆိုလိုတာပဲအဲ့တော့ကုသိုလ်စိုက်ခြင်းဆိုတာတွေက ဘယ်မှာပဲဆိုင်ဆိုင်ကုသိုလ်မရဘူးလားတရောင်းစားသူရောကုသိုလ်မရဘူးလားညတရိษံလေးခွေးတွေကျဲကြောင်နေကျွေးရင်ရောမရဘူးလားတရိษံလေးကျွေးရင်ရောလူရင်ရောမရဘူးလားညပုံရခစ်တယ်ကုသိုလ်ဘယ်နေရာမှာပြုပြုပြုတဲ့နေရာမှာတောက်ပါပဲကုသိုလ်ပဲတောက်ကုသိုလ်အဲ့ဒီကုသိုလ်လုပ်လို့ရတဲ့အချိန်အကောင်းဆုံးဆိုတာကအနုဒ္ဒရာပုံရခစ် အကောင်းဆုံးရွေးတဲ့အခါမှာတော့သက်စွာဘုရားရဲ့တတိတာဝကသံဃာအဖွဲ့အစည်းကိုတွေးတယ်။ဘာဖြစ်လို့သံဃာအဖွဲ့အစည်းကိုတွေးလဲလို့ဆိုရင်သံဃာအဖွဲ့အစည်းမှာအကြီးချင်းတွေရှိတယ်။အာကြီးချင်းတွေတို့ဆိုတုပ်ပတိပန်နောသက်စွာဘုရားချမှတ်ထားတဲ့သီလကျင့်စဉ်၊ပမာတိကျင့်စဉ်၊ပညာကျင့်စဉ်မှန်မှန်ကန်ကန်ကျင့်နေတယ်ကျင့်နေတယ်ဒီဟာအကြီးချင်းတစ်ခု နော်ပပတိပန္နမရှိပဲနဲ့ပြုလို့မရဘူးလားဆိုရဒါပေမဲ့အနုတ္တရမဖြစ်ဘူးအကောင်းဆုံးလည်းမီမဟုတ်ဘူးဆိုက်ရင်တော့ထိုက်တဲ့လောက်တော့အကျိုးများဖြစ်မှာပေါ့နော်အကောင်းဆုံးဆိုတာကအေးညီဩဇာလည်းကောင်းတယ်ခြေနဲ့ပြေနဲ့ဇာတိဥရုနဲ့အရှင်ပြေလို့ရှိရင်ဤနံအများကြီးစားကောင်းများတယ်ဗျာ ဒါကတော့စိုက်ရွေးလုပ်တဲ့လူတွေကညီရွေးလုပ်ကြတာပဲလေညီရွေးပြီးတော့လုပ်ကြဘာလို့လဲဆိုတော့ရလာမဲ့အကျိုးမျိုးကိုမျိုးမြင်တာပေါ့မျိုးမြင်တာနဲ့မျိုးကိုတာနဲ့တခြားပြီးမြင်တာဆိုတာဒီလုပ်လို့ရင်ဒီကျိုးရမယ်လို့မြင်နိုင်လောဘမဟုတ်ဘူးလူချင်းလုပ်လို့ထမှာလောဘနော်ဒီအကျိုးဒါလေးတွေကအမှန်တမ်းလူညံ့သိမ့်ပွေးတော့ခွဲခြားပြီးတော့မြင်တတ်ပုံလို့ ခွဲခြားပြီးမြင်တဲ့ပုံဒီဟာလို့ရင်ဒါရရတယ်ဆိုတာသိတာဒါပညာနဲ့သိတဲ့သဘောဒေါကိကိစ္စတွေလည်းတူတူပဲပေါ့အယောင်းဝင်လို့တဲ့ကိစ္စတွေလည်းတူတူပဲဒါရောက်ရင်အကျိုးမြတ်သွားရှိဒါရောက်ရင်ဆိုပါလို့လမ်းကြီးနဲ့ကြောက်ရောက်လို့ရှိရင်တော့ကားကြီးတွေနဲ့တိုက်ရောက်နေတယ်မြတ်ကလည်းလည်းရှိတာဟာတဲ့ရပိုးရတာဒီနေတာပေါ့ဝယ်ရချမ်းရတာဒီအများကြီးသို့တော့ စိန်တို့ဗရမယာတို့ဆိုတဲ့အဖို့ရန်ကြောက်ကြတယ်ကာကြီးတွေနဲ့တဲဆရာလည်းမလို့ဘူးလေရည်သေးကောင်းကောင်းသလောက်ကိုယ့်လက်ထဲမှာပျောက်နေတဲ့ပစ္စည်းလေးတခုပါ။ toa ရလာရလူမယောင်ယူသွားလို့ရတဲ့ပစ္စည်းလေးစိန်ပွားလေးကြောက်ကလေးအဲတန်ဖိုးကြတော့အများကြီးရတန်ဖိုးကြတော့အများကြီးရအဲ့ဒီလိုတန်ဖိုးကွာကွာချမှုကတော့ရှိတာပန်းချင်းနဲ့ကြောက်နဲ့ပရမညာနဲ့အများကြီးကွာချတယ် ဲ့ဒါလိုပဲအကြီးချင်းချင်းတော့ဟောချပါအဲ့ဒါကိုရွေးချယ်တယ်ဒီလိုပြောအဲ့တော့လမ်းမကြီးကြောက်ရောင်းပါလားသို့မဟုတ်တမိုးရှိတဲ့ပရမညာတို့ကြောက်စိမ့်နီလာတို့ဆိုတာတွေကိုရောင်းပါလားဆိုရဲတာကျရလာတဲ့အကျိုးမြတ်ခြင်းအတားပါဟောအဲ့ဒီလိုတော့သိရမှာဆိုလိုတာအဲ့တော့တန်ခါကိုတွေ့ရဲဆိုတာတန်ခါလို့ဆိုပုဂ္ဂိုလ်မဟုတ်ဘူး ဖွဲ့စည်းကိုတွေ့တာနော်ပုဂ္ဂိုလ်ကိုသွားမတွေ့ရတန်ခါလို့ဆိုလိုက်ဖြင့်ဘဂဝတောတာဝကတန်ခေါ်မြတ်စွာဘုရားရဲ့တပည့်ခံယူထားတဲ့ဖွဲ့စည်းကြီးတစ်ခုလုံးကိုညွှန်းတာအဲဘက်ဗမာပြည်မှာလည်းလိုလဲပြုလိုက်တန်ခါတန်ခါလို့ဆိုဘုန်းကြီးတွေကလည်းတန်ခါခေါ်တာဒီလိုမဆိုလို့တန်ခါဆိုတဲ့စကားလုံးက community လို့ဆိုလို့မြတ်စွာဘုရားရဲ့ community of disciple ဘုရားရဲ့တပည့်တော်ကတန်ခါ ွန်မြူနတီဆိုတဲ့ဒီတန်ခါဟာဘယ်အစဖွဲ့စည်းလာတာဆိုရှင်ကုဋေညာကအစရှင်ကုဋေညာကအစနော်အရိယတန်ခါတွေပါဝင်ခဏိအတိအစဉ်ဆက်မပြတ်အကြီးချင်းချင်းတော့ပေါ်မှာပေါ့သို့တော့အဖွဲ့စည်းရတူတူပဲဒီလိုဆိုလိုတာဒီအဖွဲ့ဒီအဖွဲ့အဲ့ဒါလို့အဖွဲ့စည်းကိုရင်ညွှန်းပြီးတော့လှူတာကြတော့တန်ခါကိုရင်ညွှန်းတယ်လို့ပြောတာ ဒီတန်ခါထဲမှာအယိချင်းမရှိတာမျိုးပေါ့မပါဘူးလို့ပြောလို့မရဘူးပါနိုင်သို့တော့ပုဂ္ဂိုလ်သာနဲ့အယိချင်းနဲ့သက်ဆိုင်တယ်တန်ခါအဖွဲ့အစည်းကအယိချင်းနဲ့မဆိုင်ဘူး community ဆိုတာအယိချင်းနဲ့မဆိုင်ဘူးဒီလိုဆိုလို့လေနော်ဒါကြောင့်ဟိုတန်ခါကုံကိုအာယုံပြုပြီးတော့လှူတယ်ဒါဆိုရင်ဟောထားတယ်ဒဂိနဝိဇ္ဇနာပုတ်ထဲမှာဆိုအေးနောက်တစ်ခေတ်ကြလို့ရှိရင်ကတ္တဘူးဆိုတဲ့ကောင်းမြတ်တဲ့အနယ်တစ်ခုဖြည့်ဆည်းပြီးတော့ ဆိုးညံ့ဖြစ်တဲ့အနယ်တစ်ခု ဖြစ်ပေါ်စေတတ်တဲ့ပုဂ္ဂိုလ်အဲ့ဒါခွတ်ရဘူလို့ခေါ်တယ်ခွတ်ရဆိုတာခွတ်တာဆိုတာအနယ်ကိုပြောတာ lineage အဲ့ဒီအနယ်တစ်ခုဘူဆိုတာနွယ်ကောင်းကိုဖြည့်စည်တယ်ဖြည့်စည်ပြီးတော့ရုပ်ညံ့တဲ့အနယ်တစ်ခုကိုထူတော်တယ်တာဝခွတ်ရနော်ဟိုအဘိဓမ္မာသင်တဲ့အဲထဲမှာပါတယ်ခွတ်ရဘူစိတ်ဆိုတာကြတော့ကာမအနယ်ကိုဖြည့်စည်ပြီးတော့ အရိယအနွယ်အမဟေကုတ်အနွယ်သောကုတ်တကအနွယ်ကိုဖြစ်စေတယ်လို့ဒီလိုဆိုတာဟောအဲ့ကြတယ်ဟောအဲ့ဒီအသေးသေးမျိုးပဲလူနဲ့ပတ်သက်လာတဲ့အခါမှာလေကုတ္တဂုလို့တောင်းတာရှိဟောစိတ်နဲ့ပတ်သက်တဲ့ကုတ္တဂုဒါလူနဲ့ပတ်သက်တဲ့ကုတ္တဂုကြတော့ခေါက်တာအနွယ်သစ်ကိုထောက်ထုတ်သုံးဖို့ကောင်းမြတ်တဲ့အနွယ်ဟောင်းတစ်ခုဖြစ်စီလိုက်အနွယ်ပြောင်းတယ်ပေါ့နော်အဲ့တော့နောက်တစ်ခေတ်မှာတဲ့ အရိယာအလွယ်ရဲ့အဆင့်ကိုမမိရဟာကပျက်စီးသွားပေါ့ကုရုဇင်တွေရဲ့ရုပ်ညံ့တဲ့အလွယ်တစ်ခုပေါ်ပေါ်ပေါက်စေတာခတ္တရကူကာတာဝခန္ဓာဒုတ်တိလသစ္စာပြဟောတာဒုတ်တိလဆိုတာဇန်တော်တွေရှိရမဲ့တိလတော့မရှိတာဒုတ်တိလလို့ခေါ်တယ်ဥပမာမဲ့တိမ်ထဲမှာယဟန်ခန္ဓာတဲ့ယဟန်ခန္ဓာတဲ့ယဟန်တစ်ပါးဟာဒီတိတ်္ခဘုတ် အသေးပွဲလေးတွေဥတွေကိုချိုးဖောက်မှုလေးတွေရှိရှိမဲ့သူတို့ဒုတိယမဖြစ်ဘူးဒီချိုးဖောက်မှုကိုခရီးမဆိုင်ပဲနဲ့ဆက်လက်ချိုးဖောက်နေရင်အလစ်စီလို့ပဲခေါ်တယ်ဒုတိယလို့မခေါ်ဘူးအလစ်စီဆိုတာအရှက်မဲ့တယ်ဒီလိုပြောနော်အရှက်မဲ့တယ်နဲ့ဒုတိယနဲ့မတူဘူးအလစ်စီတူအလစ်စီဆိုတာအရှက်မဲ့တယ်ဒုတိယဆိုတာတိလလုံးဝမရှိဘူးအဲ့တော့အခုခေတ်မှာ ယံတိုင်နဲ့ဝင်ပြီးတော့ယံခန္ဓာတဲ့ယံတပါးဟာသူအတ္တိစီတော့ဖြစ်ခြင်းဖြစ်မဲ့ဒုတိယမဖြစ်ဘူးသားဒုတိယကပရဇိက၄ပါးတဲကတပါးပါးမှမကျွလွန်နေဘူးဒီကြီးလေးတဲ့ပြမှုကြီးတစ်ခုဒေကုရှိတဲ့တစ်ခုကျွလွန်လိုက်ရင်တော့သွားပြီးမရှိတော့အဲ့ဒီပြမှုတစ်ခုကိုကျွလွန်ပြီးသားဖြစ်သွားလို့ရှိရင်ဒါတော့ဒီယဟန်ဘောကဆက်နေရင်ဒုတိယလို့ခေါ်တယ်အဲ့ဒါကြတော့နော်ဘာလို့လဲဆိုရင် ီလဟာယက်တည်နိုင်စွာမရှိတော့အဲ့ဒါပြည့်စည်ဆုံးချိုးဖောက်လိုက်လို့ရှင်ကျန်တဲ့အသေးခွဲတွေချိုးဖောက်ပြီးတော့နေလို့ရှင်တော့မကုစားဘူးချိန်ချင်းချိုးဖောက်တယ်ဆိုတော့အလစ်စီပဲခေါ်တယ်ဒုတိယမခေါ်အဲ့တော့ဒီခတ္တရဂုဆိုတဲ့ယဟန်နေသာသနာနောက်ပိုင်းမှာပေါ်လာတယ်သူတို့ကဒုတိယခိုးခြင်းတိလာလောကမရှိဘူးယဟန်နေရှင်းရမယ်တိလာတရားသားပါမရှိဘူး ပပတ်ဓမ္မဆိုရုပ်တဲ့အမှုအကျင့်နေနေရှိကာတာဝခန္ဓာသင်္ကန်းကိုလည်းပင်ပတ်ထားတယ်ဆိုတာဘုန်းကြီးဆိုတဲ့သင်္ကေတလေးပေါ့ဒီလိုတော့မရှိဒါဘုရားဟောတာမဖြစ်ဘူးလို့မမြောကဘာမှာချုပ်ပြီးတော့ဖြစ်ဒီနေ့ခေတ်မှာဂျပန်ပြည်မှာဒါ၄ရှိရှိနေပြီရှိတယ်ဆိုတာဘာသာရေးကိစ္စဆောင်ရတဲ့အခါလေးမှာ ဖုန်းကြီးဆိုတာသိရတယ်။ကျန်တဲ့ချိန်မှာသူကလည်းသဘင်ကလည်းခုခေတ်ခေါ်တဲ့ဘိုးခေတ်ပေါ့နော်။နေ့တိုင်းနဲ့အင်ဂျီနဲ့ပေါင်းပြီးနဲ့သို့တော့ဘာသာရေးကိစ္စဆိုင်တဲ့အခါမှာသင်္ကန်းလေးပတ်လိုက်တာ။ဟာစပန်းမှာခုချိန်ဒါရှိနေသူကအိမ်အောင်နေလည်းရှိအိမ်အောင်ရှိတယ်ဆိုတဲ့ကသူ့မှာကိုချင်းတီလာတော့ဒီရဟန်းတွေဆောင်းတရားမသိတာမရှိတော့ဘူးလေ။ရှိတော့ ဲ့တော့သစ္စာတရားဟောတဲ့ပပတ္တမဒုတိယကာတာဝခန္ဓာဆိုရဟန်းလေးခွေးခွေးမှာပေါ်နေတယ်လို့နော်ချင်းချင်းရှားရှားပေါ်နေဂျပန်ကတရားဝင်ပေါ်နေဗမာပြည်မှာတော့တရားဝင်တော့မပေါ်သေးဘူးပေါ့နော်ပေါ်ခြင်းလည်းပေါ်နေမှာပေါ့ကိုမသိလို့လည်းဖြစ်ဖြစ်နော်အဲ့ဒီလိုဒုတိယယဟန်အကုန်လုံးတန်ဃာဟာတန်ဃာကောင်းနေအကုန်လုံးပြောင်းသွားလို့ခတ္တရူဆိုတဲ့အຫນွယ်တစ်ခုထိုး ပေါ်ပေါက်လာတယ်နော်ကိုကျင်းရဟန်းတီလာမရှိတော့တဲ့ပုဂ္ဂိုလ်ဒီထွန်းကားလာပြီသူတို့ကိုပဲရဟန်းလို့အတိမတ်ပြပါတဲ့အနေထားမျိုးဖြစ်လာပြီနော်ဖြစ်လာပြီဆိုလို့ရှိရင်တဲ့ကုသိုလ်ကောင်းမှုလုပ်ခြင်းရှိတယ်တော့လို့သာသနာ့ဘာအခါမှာဆိုလို့ရှိရင်ကုသိုလ်လုပ်ခြင်းဘယ်မှာလုပ်ရလို့ဆိုတဲ့ရောသာ ရာဇကဝိနိဗ္ဗကလို့ခေါ်တယ်။ရာဇကဆိုတာပေးပါကမ်းမှာတောင်းတာ။ဝိနိဗ္ဗကဆိုတာလှူလိုက်လို့ရှိရင်သူ့တွေအရှိအကြီးတောင်းတယ်နော်။တက်ရှိပါလေစီးဆိုင်ဥစ္စာတွေတိုးတက်ကြပါစေ၊တပ်ပြေရောက်ကြပါစသဖြင့်။သူကသူ့တော်နေအရှိအကြီးတောင်းပေးတယ်ဝိနိဗ္ဗက။ဌာနကောင်းမှုကိုချီးမွမ်းပြီးတော့မလူရင်လူချင်းအောင်ပြောတာဝိနိဗ္ဗက။ အဋ္ဌိကခရီးတော်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေပဲသူစရာရှိကိုယ်ကကုသိုလ်ကောင်းမှုလုပ်ချင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးပဲသူစရာရှိဘုရားသာသနာနဲ့ကျုံးနေတဲ့အခါကျတော့မြတ်စွာဘုရားရဲ့တပည့်တော်ကိုသူလိုရတယ်ဒါကြောင့်မို့လို့အနုတ္တရံပုံညာခိတံလောကတ္တလို့ဆိုတာသာသနာဘာအခါမှာသူစရာမရှိဒါသာသနာဘာအခါမှာလည်းဒီသူတော်ကောင်းတွေမရှိဘူးလားလို့ဆိုတော့ပိဿကဗုဒ္ဓရှင်နဲ့ကျုံးရင်တော့ပိဿကဗုဒ္ဓရှင်ရှိတယ် ယသိတူတော့ကောင်းနေနေချုပ်တဲ့အခါမှာယသိတူတော့ကောင်းနေချာတယ်လို့ပေါ့နော်အဲ့ဒါတွေလည်းမကြုံဘူးဆိုလို့ရှိရင်ခုနကဝိနိဗ္ဗာယာသကအဋ္ဌိကဆိုရင်ခီးသွားတယ်ခြေခါများများမပါဘူးခီးသွားတယ်ခီးရှိသွားနေကြတယ်ယာသကစားစရာမရှိလို့ပိပကံမှာတောင်းစားတယ်ဝိနိဗ္ဗာကကျူးကျင်တန်းကျင်လာအောင်ဆူတောင်းရှည်ကြီးတွေရုပ်ပြီးတော့ ဒါနကောင်းမှုချီးမွမ်းပြီးတော့လိုက်ပြီးတော့လှုပ်ခမ်းတယ်ပဋိပက္ခအဲ့ဒီလိုပုံကိုမျိုးတွေကိုလူရတန်းရတာပဲအဲ့တော့အခုလို့ဘုရားရဲ့ဒီသာသဝကတွေလှုပ်လိုက်တန်းလိုက်တာကြတော့ဒါကဒီဥပ္ပတိပန္နမမကံကကျင့်နေတဲ့ခေါင်းတွေကြောင့်ပေါ့အနုတ္တရံပုံညာခေတ္တလောကသာလောကရဲ့အကောင်းဆုံးကုသိုလ်ပြုလုပ်ဖို့နေရာဌာနကြီးတစ်ခုပါလို့ဒီလိုပြောတာเนาะ ်အဲ့ပြောတာအကောင်းဆုံးလယ်မြေတာကြီးနဲ့တူတယ်လယ်ဆိုင်တဲ့ကဗမာပြည်မှာကြည့်ပါတော့ဗမာပြည်မှာတချို့နေရာမှာစိုက်လို့ရှိရင်စဘာစွာတို့တည်ကျဲလို့ရှိရင်တင်ပေါင်း50လို့ပါတော့ဒီလောက်ပဲဟိုတည်းရဲ့နိုင်ငံဆိုတင်းတရာလို့နိုင်ငံတရာကျော်လို့ဒီလိုဆက်တာမတူတယ်တည်င်းရဲ့တင်းတရာပြတရားကျော်ရ ပမာပြေမှာရာကြောစဘာဆိုတာအရင်ပေါ်ခဲ့တယ်အဲဒါကောင်းတော့ကောင်းတာမဟုတ်အဲ့တော့စဘာမျိုးကောင်းပြီးတော့တင်းတရာထွက်အောင်ကြာတော့ဒီကောင်းမှုနိပညာတို့ဒါတွေလိုအပ်တယ်ပေါ့နော်ဒါတွေလိုအပ်တယ်အဲ့တော့ဆိုလိုတာကသစ္စာဗျာသာသနာနဲ့တွေ့လိုက်တဲ့အခါပမာစကားမှာပြောတဲ့အတိုင်းရောင်စေးလေးလောက်ရှိရင်ညမေကြီးလောက်အကျိုးရတယ်ဒါအကျိုးကိုပြောတာမျှော်ကိုးဖို့ပြောတာဟုတ် ဒီကျိုးကိုသိမြင်ပြီးတော့ဒါလေ့ကျင့်ပြီးတော့ထူတိုင်းရမယ်လို့ဒီလိုပြောအဲ့တော့မြတ်စွာဘုရားခုနဒေသနာဝိဝေဟထုတ်မှာနောက်တစ်ခေတ်မှာသာသနာမရှိတော်ဘူးဆိုတောင်းမှာပဲတဲ့ဒီတန်ခအဖွဲ့အစည်းကိုရည်ရွယ်ပြီးတော့အဲ့ဒီခထဘူးဆိုတဲ့ပုဂ္ဂိုလ်သားတွေကိုလှူမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာအနန္တအပမေယနဲ့တိုင်းတာမရှိရနိုင်သေးတဲ့လို့မြတ်စွာဘုရားဟောတာဒါဆိုကိုယ့်ရဲ့ယေရှုဖြစ်ခလူကပုဂ္ဂိုလ်ကတော့ မတမညာဟောဆိုတော့ကိုကြီးစုတာဒီတန်ဃာတွေသစ္စာဗျာရဲ့ဒီဝိတာဝကပုပ္ပတိပန္နပန္နာကိုရည်ညွှန်းနေဆိုလို့ရှိရင်ကောင်းကျိုးဆက်ဆံတွေများရနိုင်သေးတယ်လို့တက္ကိနဝိဘင်္ဂသုံးပါဒါက intention ကိုပြော intention မောမြတ်ဖို့လိုတယ်အဲ့ဒီတက္ကိနဝိဘင်္ဂသုံးပါပဲသစ္စာဗျာဟောတာပုဂ္ဂိုလ်လေးမျိုးအလှလေးမျိုးခွဲခြားလိုက်ဒါလဲကိုယ်လှူဒန်းနေကြတဲ့ပုဂ္ဂိုလ်တွေကဒါဟုတ် သိရပညာရဲ့တစ်ခုပေါ့နော်သိရသိတယ်ဆက်ဆိုပြရလေးရုပ်ဆိုဟောတာအလူရှင်ကကိုချင်းတရားမရှိဘူးအလူသားကလည်းကိုချင်းတရားမရှိဘူးဆိုလို့ရှိရင်ဒီလူရဲ့အကျိုးဖွင့်ဖြိုးဖို့ရာအခြေအနေမကောင်းဘူး condition ညံ့ဆိုလိုတာကမျိုးစေ့ကလည်းကိုထိုးလောက်ကမအောင်မြင်ဘူးညီကြီးကလည်း ောက်စလက်ကုန်မြေကြီးအဲ့မှာစိုက်မယ်ဆိုလို့ရှိရင်အပင်ပေါက်တော့မှလီလီလေးပေါက်ပေါက်ဖို့လည်းတိတ်ပြောင်းလဲရမရှိဘူးဒီလိုဆိုလို့ရနော်အဲ့တော့နောက်တစ်ခုကြတော့အလှတဲ့အကံကလှူတဲ့လူကလှူသူကကိုကျင်တရားကောင်းတယ်အလှကံပုဂ္ဂိုလ်ကကိုကျင်တရားမရှိဘူးဆိုရင်လူသူကြောင့်အကျိုးရှိနိုင်တယ် အလူကပုဂ္ဂိုလ်ဘက်ကမပြည့်စုံကိုယ့်ဘက်ကအကျိုးရှိဒါဘာပြောလို့ဆိုမျိုးစိတ်ကောင်းတယ်မျိုးမကောင်းအဲမျိုးစိတ်ကောင်းသည့်အတွက်ကြောင့်ပင်ပေါင်းနိုင်နေတယ်ပေါ့ဒါလို့ဆိုတော့မျိုးမကောင်းသည့်အတွက်ကြောင့်ဒီပင်ကလှီခြင်းပြီးနေမယ်အသီးပွင့်နေခြင်းနေမယ်မရဘူးတော့မဟုတ်ဘူးဒါလို့ဆိုတော့နောက်တစ်ခါကျတော့လူသူကခုချင်းတရားမရှိဘူးအလူကပုဂ္ဂိုလ်ကအမှန်တမ်းမမြင်မြတ်တယ်ဆိုရင်အလူကပုဂ္ဂိုလ်ကြောင့်ကောင်းကျိုးချမ်းသာရတယ် မြေမကောင်းမျိုးစေ့ညံ့ဟာအမြေကောင်းတဲ့မျိုးစေ့ညံ့မြေကောင်းတဲ့အတွက်ကြောင့်ညံ့တဲ့မျိုးစေ့ကအပင်ပေါက်လာပြီမဲ့လို့မြေနဲ့ရေနဲ့တွေ့တဲ့အခါမှာဖွင့်ချိုးလာနိုင်တယ်ချိုးရှိနိုင်ဆိုလိုတာအော်နောက်တစ်ခုကြတော့အလူရှင်ကလည်းကိုခြင်းရှိတယ်ကိုခြင်းဒီလားကောင်းတယ်အလူကံပုဂ္ဂိုလ်တွေကလည်းကိုခြင်းဒီလားကောင်းတယ်ဘက်ဆုံကောင်းတဲ့ဟာကြတော့မျိုးစေ့ကလည်းကောင်းတယ်မြေကလည်းကောင်းတယ် ဒီနှစ်ခုကြာတော့အတိုင်းတဲ့အလွန်ပေါ့ဒီလိုဆိုတော့ကဲအဲ့ဒီထဲမှာပဲထပ်ခွဲလိုက်အောင်အလူရှင်ကလည်းသီလရှိတယ်ဒီအလူကံကလည်းသီလရှိတယ်ဆိုတဲ့အထင်ပဲဘယ်သူနဲ့ဆုံးဖြတ်ရမလဲဒီအလူတစ်ခုဟာတန်ဖိုးရှိအောင်ဘယ်သူနဲ့ဆုံးဖြတ်ရမလဲဆိုတော့အလူရှင်နဲ့ပဲဆုံးဖြတ်အလူကံနဲ့မဆုံးဖြတ်ပါဠိလိုအလူရှင်နဲ့ဆုံးဖြတ်ရတယ်လို့ပြောမယ်ဆိုရင်ဒါအမ္မတမ reasonable ဖြစ်တယ် logical ဖြစ်တယ်သိချာစဉ်းစားကြည့်ရ လောကီကဖြစ်တယ်ဆိုတာရှိဒါနစေရဏဆိုတာဘဒုတဏမှာဖြစ်တာအလှခံမှာဖြစ်တာလားအလှရှင်မှာဖြစ်တာအဲ့တော့အလှရှင်ကပို့အရေးကြီးတယ်ဆိုတာသင်္ချာဟုတ်လားအလှခံပုဂ္ဂိုလ်က object အာယုံပြုလို့ခေါ်ခင်ဗျာအာရမဏပစ္စယောလို့သာပြောလို့ရအလှဝတ္ထုကလည်းအာရမဏပစ္စယောပဲအဲ့ဒီအာရမဏပစ္စည်းကဒီစိတ်စေရဏလေးဖွင့်ဖြိုးဖို့အတွက်အထောက်အပံ့ပဲဖြစ်တာနော် တကယ်စိတ်စေတနာကဘုသူတဏ္ဍာမှာဖြစ်တာတော့အလူရှင်ရဲ့တဏ္ဍာမှာဖြစ်တာဒါကြောင့်အလူရှင်ကအရေးကြီးတယ်ဆိုတာအများအားမှတ်တယ်လူရယ်ဆိုရင်လို့ရှိရင်ကိုကအရေးကြီးတာတချို့ကြတော့ကိုကအရေးကြီးတာကိုမသိပဲနဲ့အရေးကြီးတဲ့ပုဂ္ဂိုလ်ပဲလိုက်ရှာနေတယ်အရေးကြီးတာဇာလန်းတွေကလည်းအရေးကြီးတဲ့ပုံကိုတွေ့လိုက်ရရင်ဆိုမျိုးပဲကြည့်ဟုတ်လားယဟန္တာလူမတို့ဘယ်လိုဟာလူမတို့ဆိုပြီးတော့အဲ့ဒါကိုလိုက်ရှာနေတတ်တယ် ရှားရမလို့ဝိသန္တကမင်းကြီးကလှူတာအစုစကားကြီးလှူတာပဲအစုစကားဆိုတာဒုတိယပပတ္တမဆိုးရုပ်နေတဲ့လူကြီးတယောက်ပဲအကျင့်သီလမရှိတဲ့ပုဂ္ဂိုလ်တယောက်ဒါပေမဲ့ဝိသန္တကမင်းကြီးကသားနဲ့သမီးကိုလှူလိုက်ပြီးရေဆက်တွန်းချလိုက်တာနဲ့ကြိုင်နဲ့ကဘာမကြီးကြီးတုံသွားဘုရားရဲ့စွမ်းအားနဲ့တုံတာတော့ဆိုဝိသန္တကမင်းရဲ့စေရနာစွမ်းအားနဲ့တူတာအလူကပုဂ္ဂိုလ်ရဲ့စွမ်းအားနဲ့ဖြစ်တာမဟုတ်ဘူးအဲ့တော့ဆိုလိုတာတက္ကိနာဝိပင်ကတုတ်ရဲ့အဆိုးရတာ ဒါနကောင်းမှုတစ်ခုအကျိုးပေးဖို့ဆိုတာတခါတည်းအအမှုကဘက်ကအလူကံပုဂ္ဂိုလ်ဟာကောင်းလို့အကျိုးပေးသွားတာရှိတယ်။တခါတည်းအကြတော့အလူရှင်ကကောင်းလို့အကျိုးပေးသွားတာရှိတယ်။ဘက်ဆုံရဖို့ဆိုတာတော့ခက်ခဲတယ်ပေါ့နော်။အဲ့တော့ဘက်ဆုံရလာပြီဆိုတဲ့အခါမှာလည်းပဲဘသူနဲ့ဆုံးဖြတ်ရတော့ဆိုအလူရှင်နဲ့ပဲဆုံးဖြတ်ရမယ်။ဒါကိုအထက်ကရှင်းပြထားတာရှိတယ်။ရှင်သာရိပုတ္တရာက အလှရှင်ဘက်ကနေပြီးတော့မြတ်စွာဘုရားကအလှခံဘက်ကနေမယ်။ဟောရှင်သာရိပုတ္တရာကဘုရားကိုသင်္ကန်းလှူတယ်ဆိုတာဆို။အဲ့တော့အလှခံပုဂ္ဂိုလ်ကမြတ်တမမြတ်လှူတဲ့ပုဂ္ဂိုလ်ကတစ်စက်နေအဲ့ဒီဒါနနောက်တစ်ခါမြတ်စွာဘုရားကအလှရှင်ဘက်ကနေမယ်ရှင်သာရိပုတ္တရာအလှခံဘက်ကနေ။အဲ့ဒီကြတော့အလှခံပုဂ္ဂိုလ်ကတစ်စက်နေအလှရှင်ကမြတ်ဘေဒါနကပိုကောင်းတယ်လေဆိုတာကိုစัญญိန်ထိုးတဲ့အခါ မြတ်စွာဘုရားရဲ့ဌာနပို့ကောင်းတယ်လို့ဒီလိုဆုံးဖြတ်တယ်။အဲဒီဆုံးဖြတ်ချက်ဟာမှန်သလားမှားသလားလို့ဆိုတော့တကယ်ကိုမှန်တယ်ဘာဖြစ်လို့လဲဆိုတော့ logical ဖြစ်တယ် reasonable ဖြစ်တယ်ဘာဖြစ်လို့လဲဌာနစေတနာဆိုတာလူတဲ့ပုဂ္ဂိုလ်တဏ္ဍမှာဖြစ်တာအလူကံမှာဖြစ်တာမဟုတ်ဘူးဒါကြောင့်မို့ဌာနစေတနာ ဖွင့်ချိုးတိုးတက်ဖို့ဆိုတာအလူကံပုဂ္ဂိုလ်နဲ့သက်ဆိုင်ပါတယ်လူလူရှင်နဲ့သက်ဆိုင်ပါတယ် ဒါဘောအမှုရှင်ကစိတ်တက်ကိုပြင်ဆင်ပြီးတော့လှုပ်ဖို့ဆိုပြီးတော့သက်စွာဗျာထိုထိုတုတ်တန်နေမှာဟောထားတာဒါကြောင့်မလို့ပါလှုပ်လို့လှုပ်တတ်တဲ့သူကပို့ပြီးတော့အကျိုးကျေးဇူးကိုရတယ်ဆိုရင်ဒီဘုရားမြတ်စွာရဲ့ဟောကြားတော်မူခဲ့တဲ့ဒေသနာတော်ကိုမှတ်သားပြီးတော့လူတိုင်းလူတိုင်းဒါနကောင်းမှုလူတိုင်းလူတိုင်းတို့တဲ့ဒိဋ္ဌာသီလဆောက်တည်ခြင်းပရဏေကုံဆောက်တည်ခြင်းနော်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နော် ကိုလူဝတ္ထုကိုရွေးချယ်ပြီးတော့အသိဉာဏ်နဲ့တူနိုင်တဲ့အနေထားမျိုးရအောင်ကြိုးစားအထောက်အကူဖြစ်တယ်လို့ကိုယ်စီကိုယ်စီသဘောကျပြီးဒါနာပေါင်းဖို့ကြိုးစားဖြစ်နိုင်ကြပါစေကုန်သတည်း